မိတ်ဆွေတို့ခြင်းသလားရန်သူတို့ခြင်းသလားတင့်ရွေးချယ်မှုအတိုင်းပါပဲအဖေဘေးရလူတွေတောက်တည့်ရေလာခုခုနေတယ်ကျွန်တော်အဖေကိုပြေးတိုင်ပါတယ်အဖေကတော့အပြုံးမပြတ်ပဲဒီလိုပြန်မေးပါတယ်ဟောတိုင်းသူတို့အကုန်ဖူးသွားတာလားဒါအပင်မမအများကြီးပဲကြံနေသေးတယ်ဖေဖေ ။အော်ဒါဆိုရင်တည့်တီးခုနှစ်လုံးခူးပြီးတော့ဖေဖေစီယူလာခဲ့ပါပါတာ။အဖေကအိမ်နီးနာချင်းတွေလာထက်ခိုးခွင်းတည့်တီးတွေကုံသွားမှာဆိုလို့ကျွန်တော်ကိုအခုလိုတည့်တီးတွေသွားခူးခိုင်းနေတာလို့နားလည်လိုက်ပါတယ်။ကျွန်တော်တည့်ရသေးတွေအပြေးလေးခူးပြီးတော့ပွေပိုက်ပြီးဖိဖိဦးလာပေးလိုက်ပါတယ်။ကိုပိုင်နဲ့ကို့ပင်ကတည့်ရသေးကိုစားရတာ ိတ်ကိုရတာရှိမှာပဲမလားဒါပေမဲ့တကယ်တမ်းမှာတော့ဖေဖေကတည့်ရသေးတွေအကုန်လုံးကိုချင်းလေးတွေကိုတေချာစီးပြီးတော့ထည့်လိုက်ပါတယ်ပြီးတော့ကျွန်တော်လက်ကိုဆွဲပြီးခုနကတော့တည့်ရသေးလားခိုးခူးရဲ့ဘေးအိမ်ကလူစီကိုသွားပါတယ်ကျွန်တော်ဖြင့်အံ့ဩလိုက်တာဖေဖေရဲ့လက်ရက်ကိုနားကိုမလည်နိုင်တော့ဘူး ဘေးအိမ်ကလူက လူလက်ပိုင်းပါပဲသူ့မျက်နှာဟာအမားတစ်ခုခုကို ကျူးလွန်ထားလို့လက်ပြာမလုံးသလိုမျက်နှာမျိုးဖြစ်နေပါလေသူခြံစည်းရိုးတကားကိုလာဖွင့်ပေးတဲ့ချိန်မှာဖဖေကသူ့ကိုဒီလိုပြောပါတယ်။အော်ကျွန်တော်ခြံထွက်တဲ့ဒီလာဝေတာပါ။ရှိဘွားကရေဆက်ပါလာလို့ဒီလိုခြံချင်းကက်လာဆုံကြတာလေ။ လူရာရှင်လည်းပြောပါခင်ဗျာဟိုလူမျက်နှာမှာအာတုံအာနာတောင်းပန်ရိတ်တွေထင်ဟပ်လာပြီးခဏလေးစောင့်နေပြီးပါခင်ဗျာလို့ပြန်ပြောပါလေခဏနေတော့ချင်းတစ်ချင်းကိုဆွဲပြီးပြန်ထွက်လာပါလေသူ့ချင်းထဲမှာချက်ဥတွေအပြည့်နေပါသူကပြောပါလေကျွန်တော်ချက်တွေအများကြီးမွေးထားပါလေခင်ဗျာ ကျွန်တော်ချက်ဥတွေကိုခင်မင်မှုအထိတ်မှတ်ဖြစ်လက်ဆောင်ပြန်ပေးတာပါခင်ဗျာ။ဖေဖေကလည်းယေရှုတမန်တော်ခင်ဗျာလို့ပြောပြီးချက်ဥချင်းကိုဆွဲပြီးတော့ကျွန်တော်နဲ့အတူအိမ်ပြန်လာခဲ့ပါတယ်။ကျွန်တော်ကတော့ဖေဖေကိုနားမလည်နိုင်တော့လို့ဒီလိုမေးလိုက်ပါတယ်။ဘေးကဘာဖြစ်လို့တည်တည်သူ့ကိုတွားပေးရတာလဲ။ မှန်ဆိုပြပြလုံးတင်တာကခါထောက်ပြီးတော့ငါတည်းရဲ့တည်းရဲ့ခိုးခူးထားတဲ့အကုန်ပြန်ပေးဆိုပြီးတောင်းလာမှလေအဲ့ချိန်မှာပြပြကဒီလိုပြန်ဖြေပါတယ်哦ตาเยตะเกลุเมียဖေဖေကတည့်ရတီးတွေကိုပြန်ပေးဖို့တွားတောင်းလိုက်ရင်အိမ်နီးချင်းတယောက်ကိုဖေဖေတို့ဆုံရှုံသွားမယ်။သူရှက်သွားပြီးတော့စိတ်ဆိုးစိတ်ကောက်အညူအတေထားလာနိုင်တယ်တာယေ။ အခုဖေဖေတို့တရတိခုနှလုံးသွားပေးတယ်လေခုနက သူသုံးလုံးခိုးခုထားတယ်ပဲထားဆယ်လုံးဖြစ်သွားပြီဒါပေမဲ့ဖေဖေတို့ပြန်ရလိုက်တာကအိမ်ကြီးချင်းမိတ်ဆွေတယောက်ရဲ့ချင်းအပြည့်နဲ့ကြက်ဥတွေရဲ့လေဒါစဉ်းစားကြည့်ဘယ်ဟာပိုကောင်းလဲကိုလိုချင်တာကို သူများကိုအရင်ပေးတက်ရတယ်တားရဲ့မေတ္တာလိုချင် ကိုကအရှင်မေတ္တာပေးရမယ် ရံပေးရင်ရံပဲပြန်ရမယ်။သားမှာမိတ်ဆွေတယောက်တိုးလာလားရံသူတယောက်တိုးလာလားဆိုတာဟာသားရဲ့လုပ်ရက်တွေပေါ်မှာပဲမူတည်နေတတ်တယ်ဆိုတာကိုသားမှတ်ထားနော်။လူအချင်းချင်းမေတ္တာတရားထားပြီးစာနာနားလည် ခွင့်လွတ်တတ်မယ်ဆိုရင်မုံစာကိုတိုးစေချစ်စာကို ရှည်စေတတ်မယ်ဆိုရင် လူ့ဘဝကြီးဟာ နေပြောစရာជីနူးပီတီဖြစ်စရာတွေအပြည့်နဲ့ပါပဲသားကြီး